ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တရားပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေလည်းမလုပ်ပြရလဲကြာပါပြီအဲနည်းနည်းလေးပြင်းနေတာလေးလည်းပါတာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီနေ့ပြပြပေးမှာကြတော့တီပေါက်စီတဲ့ရေတရားဒါပေမဲ့ပြောမယ်ဆိုရင်တော့တီပေါက်စီတဲ့ကျင်းစင်လည်းပြောလို့ရတယ်တီပေါက်စီတဲ့ရေတရားကိုလည်းပြောလို့ရပါတယ်တီကန်ကောင်းစီတဲ့ရေတရားကိုလည်းပြောလို့ရပါတယ် T ဆိုတဲ့သဘောကကြတော့ပါလဲဆိုတော့ကျွန်တော်ရှိကိုပတ်စံအစုလိုက်ပြုံးလိုက်ဝင်တာကံကောင်းခြင်းတွေပြုံးလိုက်ဝင်တယ်လို့ပြောလို့ပြောလို့ရပါတယ်အဲ့တော့အကေကောက T ကံမကောင်းဘူးဆိုရင်တော့မကိုရှိကိုငွေအစုလိုက်အပြုတ်လိုက်လေးတွေဝင်လာတတ်တဲ့ဂိမ်းစိုက်စေပါတယ်နော်အဲ့တော့အရင်ဆုံးပေါ့အဲ့လိုဖြစ်လာဖို့အတွက်အရင်ဆုံးလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေအများများရှိပါတယ်ဘာကြောင့်လဲဆိုတော့ကိုရှိကိုဒီဝင်လာမစဲတဲတဲချင်းဖြစ်ဖို့ရန်အတွက်ကိုကငွေဝင်စေတဲ့လမ်းကြောင်းတွေကိုဖန်တီးပေးထားရပါတယ် ဟိုဆိုတာဘာအလုံးမမလုပ်ဘဲနဲ့ဘာကိုင်းမမရှိဘဲနဲ့တော့ဗလာကြီးတော့သူကမှတော့ထီတော့ထားလာမပေါ့ဘူးဗျာထီလက်မမထိုးဘဲနဲ့လည်းထီလာပေါ့မှလည်းမဟုတ်ပြန်ဘူးဟိုအဲ့လိုမျိုးကလည်းရှိပြန်ပါတယ်အဲ့တော့ကြောင့်မလို့ဒီမွေဝင်စေတဲ့လမ်းကြောင်းကိုဘယ်လိုဖန်တီးရပါလဲဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်မှာဒီရက်စာဘုရားရှင်ကိုရောမြတ်ကြီးကိုရေကတ်လှူပေးရပါတယ်ကျွန်တော်မှာမွေကြီးပတ်စံတွေကိုရေလို့တုံးတုံးပါတယ်အဲ့ဒီအတုံးတုံးတိုင်းမှာကျွန်တော်တို့အိမ်မှာရှိနေတဲ့ဒီရေအိုးတွေနောက်ပြီးတော့ရေဘူးတွေ ကျွန်တော်တောက်တဲ့ရေဘူးတွေတော့ရေပြနေရမယ်။မတောက်တဲ့ရေဘူးအခွန်ပလုံတွေတိုင်းထားလို့မရပါဘူး။ရေကြံတာတွေရှိညာမျိုးတွေထားလို့မရပါဘူး။လွတ်ဖြစ်ရပါမယ်။နောက်ပြီးတော့မမီးရဲ့အိမ်မှာရေပိုက်တွေကနေပြီးတော့မှဟိုပြောရမယ်ဆိုရင်တော့ရေပွင့်တာမျိုးတွေရေရှမ်းတာမျိုးတွေအဲ့လိုဖြစ်တယ်ကြိုးဆိုရင်လည်းအဆင်မပြေပါဘူး။အဲ့ဒါမျိုးတွေလည်းအရင်ဆုံးဖယ်ရှားပိတ်ပင်ပြီးတော့အကောင့်ပြစ်ထားပေးရပါမယ်။ပြီးရခါကျတော့ဒုစရဘုရားရှင်ကိုရောမြကြီးကိုရေကြံကတ်လို့ပေးရပါမယ်။ဒီကာလမှာလည်းပူပြင်းတဲ့ကာလလည်းရောက်ရောက်ရှိနေပါတယ်။အဲ့ဒါအပြင်ကိုကျွန်တော်တို့ ရွာနီးရုပ်ချက်အဲကိုယ့်ရဲ့တန်ဝန်းကျင်ပေါ့နော်တန်ဝန်းကျင်တွေမှာရေတံမှုတွေလှူပေးတာအေးတွေလှူပေးတာမျိုးလှူပေးရပါတယ်ပြီးရခါကျတော့ကျွန်တော်တို့ဖျားဆောင်တဲ့ပထိုးတွေကိုသွားပြီးတော့တပြက်စီးလဲပေးတာမျိုးတွေလဲပေးရပါတယ်နောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီဖျားဒီဖုံးဦးเจ้าတွေဖျားတွေမှာရှိတဲ့ဂုံဒီလို့ခေါ်တဲ့ကျွန်တော်တို့ဒီအိမ်သားတွေကိုသွားရောက်စေးကြောတန့်စင်ပေးရပါတယ်ဒါမျိုးတွေကိုမကြမကြဆိုသူတို့လှုပ်ပေးရတယ်ကျွန်တော်တို့ဒီကျင့်ဒီနော် ပြီးတော့ခြေပေါက်စင်ရဲ့ရေရာတွေမျိုးကကျွန်တော်ပါလဲဆိုတော့ကျွန်တော်တို့ဒီပေါက်ပေါက်ပါတော့ပေါက်ပေါက်ဆိုကျွန်တော်တို့ဒီဝဲလို့ရပါတယ်ပေါက်ပေါက်ဒီရှိပါတယ်အဲ့ဒီပေါက်ပေါက်ဖြူတွေကိုကျွန်တော်တို့ဝေးရောင်ဖလားပေါ့နော်ဖလားဖလားအကြီးအသေးရတယ်ဟိုဖျားအောင်ကတ်မှဖြစ်ရကြအောင်မလို့ချိန်ပေါ့ဗျာအကြီးလောက်လောက်ပဲဆိုတော့ပြေးထရမှာပေါ့နော်ပုံမှန် size လောက်လေးပေါ့ဗျာအဲ့ပုံမှန် size လောက်လေးတစ်ခုတည်းကိုပေါက်ပေါက်ဆိုကိုထည့်ပါထည့်ပြီးဆိုတော့တော်တော်ရရှိကိုရောမျက်ကြီးကိုပူစော်ပေးပါလိုရမ်းပေးပါနော်ပြည့်ရခါကြတော့မိမိမှာထီကံကောင်းပါစေပေါက်ပေါက်မြောက်ဖြစ်ပါစေဆိုပြီးတော့ဆုတောင်းပေးပါ ။နောက်ပြီးတဲ့အခါကျတော့ဒီထီကန်ကောင်းစေတဲ့ဂါတာထီကန်ကောင်းစေတဲ့ကျင့်စရီတခုကိုလည်းကျွန်တော်ဝင်မျှပေးချင်ပါတယ်။အဲ့ဂါတာလေးကိုကျွန်တော်ခုရွတ်ပြပါမယ်။ဒီဗီဒီယိုဖိုင်ရဲ့အနောက်မှာကျွန်တော်ဒီဓာတ်ပုံလေးနဲ့အဲ့ဒီဒီဂါတာကိုကျွန်တော်ဒီနော်ဒီပုံလေးနဲ့ပေးထားပါမယ်။အာကျွန်တော်ဒီဂါတာလေးကိုရွတ်ပြပေးပါမယ်နော်။နားထောင်ပေးပါ။ဧတတကံဘိကဝေမမတဝကနံဘိကုဏံပထမံတလကံ ကနတ္တာနံယတ္တိတံအိန္ဒတာနောဣဒေနသစ္စာဝဇိနတထာမိဟောတုတပ္ပတာပြန်ရုပ်ပြပါမယ်နော်ဣတတထံဘိက္ခဝေမမတဝကနံဘိက္ခုနံအထမံတလကံကနတ္တာနံယတ္တိတံအိန္ဒတာနောဣဒေနသစ္စာဝဇိနတထာမိဟောတုတပ္ပတာနော်ဒီကာလာလေးကိုကျွန်တော်တို့ရွတ်ဖက်ပေးရမှာပဲပြောရမယ်ဆိုရင်တော့ပတိစိတ်ပေးရပါမယ်ဘုရော ဒီတရားရှိလုံးပဒိရှိပါတယ်ဒီတရားရှိလုံးပဒိနဲ့ပဒိစိတ်ပေးရပါတယ်နေ့စဉ်မပြတ်ပေါ့စိတ်ပေးမယ်ဆိုရင်တော့ဒီအစဉ်ပြေချောင်းမေ့ပါလိမ့်မယ်ပြီးတော့ဒီဂါရာရဲ့အနတ်ရဲ့အသေးပေကိုကျွန်တော်အနေနဲ့ပြောပြမယ်ကျွန်တော်တို့ဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်မှာပေါ့နော်ဒီစာရေးတံမဲလို့ခေါ်တဲ့ကျွန်တော်မဲလို့ခေါ်တဲ့မဲပေါ့နော်မဲဖောက်ပေးတာအဲ့ကဒီစာရေးတံမဲလို့ခေါ်တဲ့ဒီမဲမဲရည်တက်တဲ့နေရာမှာအမြဲတမ်းကံကောင်းဆုံးဖြစ်တဲ့ ဒီမထေမြတ်တပားရှိပါတယ်အဲ့မထေမြတ်တပားကိုပူဇော်တယ်အဲ့ဒီပူဇော်တဲ့ကြောင့်မလို့ကျွန်တော်ဒီလေကံကောင်းခြင်းအစီအမြင်ခြင်းဖြစ်ပါစေဆိုပြီးတော့ဒီလိုမျိုးကြီးစုတာเนาะအတိတ်ပဲပုံစံတော့အကြောင်းမလို့ဒီကာလာကို တရားရှင်လုံးပရိနဲ့နေ့စဉ်မပြတ်စိတ်ပေးပါဟိုနော်ရေးနေ့စဉ်မပြတ်စိတ်ပေးပါဒိဋ္ဌံလည်းဝေးပါကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီ ဒီ28ရက်တိတိစိတ်ပါမယ်ဆိုတော့ရက်ရှိရက်ရှိရက်ရှိစိတ်ပြီးပါပါเนาะနေ့စဉ်နဲ့ထုံသွားတာလည်းအမြောင်မိမိပါဒီကံကောင်းခြင်းတွေကံပြည့်စုံခြင်းတွေအမြောင်များတိုးပွားလာလိမ့်ပါမယ်အစီအမေချုံးမွေလာလိမ့်ပါမယ်ကံကောင်းမှုတွေကိုထွေးပိုက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲထိပောက်ပါစေထိကဲ့သို့သောငွေကြေးတွေဒနာချမ်းသာတွေအလုစုလိုက်ပြုံလိုက်ဝင်ခြင်းဝင်ခိမ့်ဖြစ်ပါစေကျွန်တော်အနေနဲ့ဆုမနှုတ်ပေးလိုက်ရပါတယ်အားလုံးပဲ ကောင်းတော့နေလေးဖြစ်ကြပါစေ